င်္ဂလာပါ Six Buddhist Council သတ္ထသင်္ဃာယနာ6ကြိမ်မြောက်သင်္ဃာယနာတင်ပွင့်နဲ့ပတ်သက်တာကိုမျှဝေပြပါမယ်ဒီရှိမှပြောခဲ့တဲ့အတိုင်းပဲထေရဝါဒဒီလူလူချင်းနဲ့ဆိုင်တဲ့ထေရပေါ့နော်အဲထေရဝါဒဗုဒ္ဓဘာသာမှာ သင်္ဃာယနာပွဲကြီးတွေကျင်းပတဲ့ထေကသင်္ဃာယနာ6တန်ကိုမျှဝေပေးခဲ့မယ်ဆိုတာအခုဒီနေ့တော့ဒီ 6ကျင်မြောက်သင်္ဃာယနာတင်ပွင့်နဲ့ပတ်သက်တာကိုစတင်ပြီးတော့မျှဝေပေးပါမယ်။ရှိကသင်္ဃာယနာ9ရံကိုလည်းမျှဝေခဲ့ပြီးပါပြီ။အဲ့ဒီသင်္ဃာယနာ9ရံကိုမျှဝေခဲ့ရမှာလေ။နော်တင်္ဃာယနာတင်ရတဲ့အကြောင်းရင်းတွေပါတယ်။နောက်တင်္ဃာယနာတင်ပွဲကိုထောက်ပံ့ပေးတဲ့ဌာရကပက်ထရိုနိချ်အကြောင်းတွေလည်းပါတယ်။နောက်တင်္ဃာယနာတင်ပွဲကိုဦးစီးကျင်းပပေးခဲ့တဲ့တန်ခါနိုင်ကကြီးတွေ နောက်တစ်ချက်ကတော့သင်္ဃာယနာ တင်ပွဲမှာပါဝင်တဲ့ရဟန္တာဥယျာဉ်အရေးတွေ့တယ်လည်းပါပါလေ။နောက်သင်္ဃာယနာတင်ပွဲတွေရှင်းပတဲ့နေရာနဲ့ပတ်သက်ပြီးလည်းဖော်ပြခဲ့တယ်။သင်္ဃာယနာတင်ပွဲရှင်းပခဲ့တဲ့အချိန်တွေကိုလည်းပါဝင်နေ။နောက်ဒီသင်္ဃာယနာတင်ပွဲတစ်ခုကိုရှင်းပတဲ့အခါမှာလေးပေါ့နော်။ဘယ်နှခုနှစ်ကနော်ဘယ်အချိန်မှာဘယ်နေ့လက်ထက်မှာ ချင်းပါခင်ရင်ဆိုတဲ့အကြောင်းအရာတွေလည်းပါတယ်။နောက်တင်္ဂါယနာတင်ပွဲတစ်ခုရဲ့ကြာမြင့်ခြင်းကြီးတင်္ဂါယနာတင်ပွဲကိုဘလို့ပုံစံနဲ့ပေါ့နော်အဲရစ်စုပြီးတော့ဖျားရှင်ရဲ့တရားဒေသနာတွေကိုတင်္ဂါယနာတင်ခဲ့တယ်ဆိုတဲ့အကြောင်းကြီးနောက်တင်္ဂါယနာတင်ပွဲတစ်ခုတစ်ခုမှာဆိုရင်နော်သူရရှိခဲ့တဲ့အကျိုးတရားတွေကအစပေါ့နော်တင်္ဂါယနာတစ်ခုခြင်းစီရဲ့ဒီတည်တည်တည်လိုက်တဲ့အကြောင်းအရာအချက်တွေကို ကောင်းလုပ်ပြီးတော့မှသင်္ဃာယနာတင်ပွဲဒီတစ်ခုချင်းစီကိုရှိမှမျှဝေခဲ့ပြီးဖြစ်ပါလေအခုဒီဆက်လက်ပြီးမျှဝေမှာကတော့လေ The Six Buddhist Council သတ္ထသင်္ဃာယနာဆိုတဲ့6ကြိမ်မြောက်သင်္ဃာယနာတင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ဒီသတ္ထသင်္ဃာယနာတင်ပွဲပေါ့နော် 6ကျင်မြောက်သင်္ဃာယနာတင်ပွဲကြီးကိုအချောင်းညာ5ချက်နဲ့ဆက်လက်မျှဝေသွားပါမယ်။အဲပထမဆုံးချက်ကတော့ The Six Buddhist Council ဆတ္ထသင်္ဃာယနာတင်ပွဲအကြောင်း Next The Real Causes to Convene The Six Buddhist Council ဆတ္ထသင်္ဃာယနာတင်ပွဲနဲ့ဆက်လျင်းထားရှိတဲ့ပေါ့နော်ဒီရည်ရွယ်ချက်အကြောင်း and next tipitaka dra selection examination tipitaka dra ရွေးချယ်ရေးစမီးဝဲအကြောင်းနောက်တစ်ခုကတော့ the place where the six buddhist council was held သတ္ထသင်္ဃာယနာတင်ပွဲကျင်းပရာဒေသအကြောင်းနဲ့ပတ်သက်တာ and the last one is the opening ceremony of satta singhayana dhamma daba satta singhayana tinya ဓမ္မသဘင်ပွဲအဲအခမ်းအနားတို့ကိုမပတ်သက်တာပေါ့နော်ဒီအချက်၅ချက်ကို မျှဝေသွားမှာဖြစ်ပါတယ်ဒီအချက်၅ချက်ကတော့ဒီစက်ပတ်ပြာယနာ တင်ပွဲမှာပါရှိတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ် Six Buddhist Council စထသင်္ဃာယနာ တင်ပွဲပေါ့နော်ဒီစထသင်္ဃာယနာတင်ပွဲနဲ့ပတ်သက်ပြီးတော့ မျှဝေရတဲ့ရည်ရွယ်ချက်ကလေးရလေထေရဝါဒဗုဒ္ဓသာသနာတော်ပေါ့နော်တည်တံ့ထွန်းကားပြန်ပွားစေဖို့ရေနောင်တန်ဃာတော်ရည်ရဲ့ကျူပန်းခဲ့ကြဘူးနဲ့ဒီတန့်စင်တဲ့ပိဋကတော်ရည်ပိဋကမူရည်ပေါ်ထွန်းလာခဲ့တာပေါ့နော်ဒီသတ္ထသင်္ကယနာတင်ပွဲရနေတန့်စင်တဲ့ပိဋကမူရည်ပေါ်ထွန်းလာတဲ့ပုံတွေကိုလည်းသိရှိနားလေစီဖို့အတွက်เนาะဒါဘုဟုတ္တအနေနဲ့မျှဝေပေးတာဖြစ်ပါတယ် the Sixth Buddhist Council was inaugurated in, in Mahapatana, Great Kiev, Kabai, and Shango, Myanmar on 17 in May 1954. The Satta Tingayana Timwegu, Myanmar Ningan, Shango Mew, Kabai Kumi, Mahapatana, Great Kiev, Mahapatana, Lain Guru 1954ခုမေလ18ရက်နေ့မှာပဲသတ္ထသင်္ဃယနာတင်ပွဲအခမ်းအနားကျင်းပခဲ့တယ်။နော်သတ္ထသင်္ဃယနာတင်ပွဲဟာမြန်မာနိုင်ငံမှာပဲဒီမြန်မာနိုင်ငံနဲ့နဲ့သဆိုင်နေပေါ့နော်ဒီလူသတ္ထသင်္ဃယနာတင်ပွဲကြီးကိုမြန်မာနိုင်ငံဒီအထင်ကြီးဖြစ်တဲ့ဒီကဘာအီကုမီပေါ့နော်ရန်ကုန်မြို့ကဘာအီကုမီကမဟာပါတာနာဆိုတဲ့လှိုင်ကူတော်ကြီးမှာ1954မေလ18ရက်နေ့မှာ ဒီဆတ်ထသင်္ကရဏတင်ပွဲအခမ်းအနားကြီးကိုကျင်းပခဲ့ရဆိုတာကိုလေဒါနောင်လာနောက်သားတွေရော သိရှိမှတ်သားနိုင်ဖို့အတွက်ဒီအကြောင်းအရာကိုလေဒီသင်္ကရဏတင်ပွဲတွေကိုလည်းမျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီ six council ကိုဆက်လက်ပြီးတော့ပြောကြပါမယ် in ဆတ်ထသင်္ကရဏ President the Venerable Epitasa Maharatha Guru Bhadana Rewatamathi အညောင်ရန်ဆရာတော်ဘုရားကြီးပေါ့နော်ဒီညောင်ရန်ဆရာတော်ဘုရားကြီးသံဃာနိုင်ကအဖြစ်အဘိဓိစမဟာရထဂုရုဘဒနာရေဝတမတိညောင်ရန်ဆရာတော်ဘုရားကြီး ਨੇ ပြည်ရင်းပြပါဆရာတော်ကြီးတွေပါဝင်နေလို့သိရှိရတယ် The 6 Buddhist Council was held aiming at the purification and promotion of the buddha dadana ဒီသတ္တသင်္ဃာယနာတင်ပွဲကြီးကျင်းပရတဲ့ရည်ရွယ်ချက်ကလည်းဘုရားသာသနာတော်တန်ရှင်းတည်တံ့ထွန်းကားပြန့်ပွားစေရန်ဖြစ်ပါတယ်။နော်ဒီသတ္တသင်္ဃာယနာတင်ပွဲကြီးကိုဦးစီးဦးဆောင်ပြုခဲ့တဲ့တန်ကဒီနာယကအဖြစ်ကတော့အဘိဓိစ္စမဟာရထဂုရုဗဒ္ဒနာရိဝတမထေရောင်ရမ်းဆရာတော်ဖျာကြီးနဲ့ဒီပြပကအ ပြည်ရင်းပြပကပေါ့နော်ဆရာတော်ကြီးဥဆောင်ပြီးတော့မှပါဝင်ခဲ့တယ်ဆိုတာလေလိလာသိရှိမှတ်သားရတယ်။နောက်ဒီဆထသင်္ဃာယနာတင့်ပွဲကြီးကိုကျင်းပကြတယ်ရည်ရွယ်ချက်ကလည်းဘုရားသာသနာတော်တန်ရှင်းတည်တံ့အဲထွန်းကားပြန့်ပွားစေဖို့အတွက်ဒီဆထသင်္ဃာယနာတင့်ပွဲကြီးကိုကျင်းပခဲ့ရတယ်ဆိုတဲ့အကြောင်းအရာကိုလည်းဒါဘုဟုတ္တအဖြစ်လိလာမှတ်သားသိရှိရပါတယ်။ In this council, 2,500 bhikkhus from the five countries of Theravada Buddhism participated in that council. ဒီသတ္တသင်္ဃာယနာတင်ပွဲမှာပြည်တွင်းကဆရာတော်ကြီးတွေနဲ့အတူဒီထေရဝါဒဘုရားဘာသာ၅နိုင်ငံကတန်ဃာတော်ပေါင်း2500ကျော်ပါဝင်ခဲ့ပါတယ်။ဒီသတ္တသင်္ဃာယနာတင်ပွဲမှာပါဝင်တဲ့เนาะဒီ ယဟန်တော်ကြီးပေါ့နော်ဒါတွေကတော့ပြည်ရင်းကဆရာတော်ကြီးတွေနဲ့အတူအဲထေရဝါဒဒီဗုဒ္ဓဘာသာငါးနိုင်ငံပေါ့နော်ဒီငါးနိုင်ငံကတန်ဃာတော်ပေါင်း1500ကျော်လဲပါဝင်ပြီးတော့မှဒီဆက်ထသင်္ဃာယနာတင်ပွဲကြီးကိုကျင်းပခဲ့တယ်ဆိုတာလေဒါသိရှိမှတ်သားရပါတယ်တန်ဃာတော်ပေါင်းတော့ဒီမှာ1500အထိရှိတယ်ဆိုတာကိုလေအဲသိရှိ မှတ်သားရပါတယ်ဒါကုမြန်မာနိုင်ငံကတွေမကပဲနဲ့ဒီပြည်တွင်းကဆရာတော်ကြီးတွေနဲ့အတူ နောက် တခြားထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံကဆရာတော်ကြီးတွေပူးပေါင်းပါဝင်ပြီးမှဒီသင်္ကယနာ တင်ပွဲဆက်ထ6ကြိမ်မြောက်သင်္ကယနာတင်ပွဲကျင်းပခဲ့တယ်ဆိုတာကိုလည်လာသိရှိမှတ်သားရပါတယ် Head that council not only the canonical Pali texts of the Buddha but also the commentaries and sub-commentaries were re-examined. အဲ့ဒီဒီသထာသင်္ဃာယနာတင်ပွဲကြီးမှာဆိုရင်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ပါဠိ text တွေเนาะပါဠိတော်နဲ့အတူနောက် the commentaries အထက်ကထာတွေပေါ့เนาะ and now sub commentaries တိကာကျမ်းတွေကို re-examined ပြန်လည်ပြီးမှာစစ်ဆေးခဲ့တယ် နောက်ရှိမှလည်းသင်္ကန်းရနာတင်ပွဲတွေအဆင့်ဆင့်မှလည်း First Buddhist Council မှာဆိုလို့ရှိရင်နှုတ်တဲ့အောင်ဆောင်ပြီးတော့မှဒီသင်္ကန်းရနာ တင်ပွဲကိုကျင်းပခဲ့တာဖြစ်တယ်။နော်နောက်တောက်လျှောက်ပေါ့နော်ဒီလိုနဲ့ဒီစရုထသင်္ကန်းရနာတင်ပွဲရောက်မှာပဲပြည့်ထက်အခရာတင်ခဲ့တယ်။နောက်ပြစ်စမတင်္ဂါယနာတင်ပွဲရောက်တော့လေဒီမြန်မာနိုင်ငံမင်းတို့မင်းကြီးလက်ထက်မှာကျင်းပခဲ့တာဆိုရင်လေအဲ family တီဘုံမှာပေါ့နော်ဟိုရွှေရွှေယွန်းလွားလို့နော် UUP ရွက်တူတူအစရှိသဖြင့်ပုံမှာလေပိထက်အခရာတင်ခဲ့တယ်အဲ့ဒီနောက်သူကကြောက်ထက်အခရာတင်ခဲ့တယ်နောက်တစ်ခါဒီပစ္စမသင်္ကာရဏတင်ပွဲကြီးပြီးတဲ့နှစ်ပေါင်း30ခန်းလောက်မှာနော် printed အဲ paper print ပေါ့နော် စာပုံနဲ့ဆက်တင်ပြီးတော့မှဒီမှတ်တမ်းနေတင်ခဲ့တယ်။အခုဒီသာသနာတော်တန့်ရှင်းရေးလုပ်တယ်ပေါ့နော်။ဒီဆက်ထသင်္ဃာယနာတင်ပွဲရောက်တဲ့အခါမှာလေမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ဒီ Pali text တွေ commentaries ဒီပေါ်နောက် sub commentaries တွေဒါတွေအားလုံးကိုလည်း re examined လုပ်ပြီးတော့မှပြန်လည်ပြီးစစ်စစ်ခဲ့တယ်ဆိုတာလေ့လာသိရှိမှတ်သားရပါတယ်။ In this way Phanarivam Hakatapar and custodians of the Dhamma held the great councils up to six times and approved the word of the Buddha without any change and modification. The teachings of the Buddha thus approved is called Tirawara Buddhism. ဒီလိုနီးအားဖြင့်ပဲပေါ့နော်ဒီ <laughs> ယေရှုဘုရားရှင်ပြိနိဗ္ဗာန်စံပြီး၃လအကြာမှာအိန္ဒိယနိုင်ငံမှာ ရှင်မဟာကတ္တပမထေရကြီးကနေဥစည်းဥဆောင်ပြုပြီးမှ The First Buddhist Council ပထမသင်္ကရဏတင်ပွဲကနေစတင်ခဲ့လိုက်တာ နော်ဒီအင်းမြန်မာမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ The Six Times The Six Buddhist Council အထီးကိုပဲပေါ့နော်ဒီဖျားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မတွေကိုပေါ့နော်လှုပ်ပယ်ခြင်း ပြင်ဆင်ခြင်းမရှိတာကြောင့်လေပေါ့နော်ဒီထေရဝါဒဗုဒ္ဓဘာသာလို့ခေါ်ဆိုကြပါတယ်။တော့ဘုရားရှင်ပြိနိမဆမီ3လအကြာလုံးကတော့အိန္ဒိယနိုင်ငံမှာရှင်မဂတ်တပမတိဦးစီးကျင်းပခဲ့တယ်။ဒီ First Buddhist Council ကနေစလာလိုက်တာ။ပထမသင်္ဃာယနာ တင်ကနေဒီမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ The Sixth Buddhist Council စတ္ထသင်္ဃာယနာတင်ပွဲအထိဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မတွေကိုနှုတ်ပယ်ခြင်းပြင်ဆင်ခြင်းမရှိခဲ့ဘူးထေကြီးဝါကြီးတွေဦးစီးပြီးတော့လဲကျင်းပခဲ့တယ်။နောက်ဒါကြောင့်လဲဒီထေရဝါဒဗုဒ္ဓဘာသာလို့ခေါ်ခဲ့ကြခြင်းဖြစ်တယ်ဆိုတာကိုလဲဒါလိလာသိရှိမှတ်သားရပါတယ်။နော်ဒီသင်္ဃာယနာကြီးဒီ6တန်စလုံးဟာဆိုလို့ရှိရင်ထေရဝါဒဗုဒ္ဓဘာသာနဲ့နော်သက်ဆိုင်တဲ့ပိဋကတ်တော်ကျမ်းကြီးဖြစ်ခဲ့တယ်ဆိုတာကိုလည်း သိရှိမှတ်သားရတယ်။ထေကြီးဝါကြီးတွေဥစီဥဆောင်ပြုခဲ့ပြီးတော့ဒီဖျားရှင်ရဲ့တရားဓမ္မတွေနှုတ်ပယ်ပြင်ဆင်ခြင်းမရှိခဲ့ဘူး။ဒါကြောင့်လည်းထေရဝါဒဘုရားဘာသာလို့ခေါ်ကြတယ်ဆိုတာသိရှိမှတ်သားရပါတယ်။ဟုတ်ကဲ့ပါ President of Union of Myanmar, Prime Minister Unu, and members of the Government of Union of Myanmar were supported this council. ီဆက်ထသင်္ဃာယနာ တင်ပွဲကြီးမှာသမဏကြီးဒေါက်တဘဦးနဲ့ဝင်းကြီးကျုပ်ဦးနုတို့ကခေါင်းဆောင်တဲ့နိုင်ငံတော်အစိုးရအဖွဲ့ကနေပြီးတော့ထောက်ပံ့အားပေးခဲ့ကြတယ်ဆိုတာလေလီလာမှတ်သားသိရှိရတယ်။ဒီသင်္ဃာယနာတင်ပွဲမှာပါဠိတော်ကြီးနောက်ပါဠိ text တွေနောက်အထက်ကတာ commentaries တွေဒီက sub commentaries တွေကိုလည်းတဏိပါဒများခွဲပြီးတော့မှ ရှုဖတ်မှတ်တမ်းတင်ခဲ့ကြရတယ်ဆိုတာလည်းလ ీల သိရှိမှတ်သားရတယ်။နောက်ဒီခုနပါဠိတော်တွေအထကထာတွေတိကတွေဒါတွေကိုလည်းဘာသာအမျိုးမျိုးမူအမျိုးမျိုးနဲ့လည်းစစ်စစ်သုတ်တင်ခဲ့ကြတယ်။နော်ဒီဆက်ထပ်သင်္ကန်းရနာ တင်ပွဲကြီးကိုအဲသမရာကြီးတပြပဦးနဲ့အတူဝင်ကြီးချုပ်ဦးနုဦးဆောင်နဲ့ဒီနိုင်ငံတော်အစိုးရအဖွဲ့ကပစ္စည်းလေးပါးဒါရိုက်တာဖြစ်ထောက်ပံ့ခဲ့ကြတယ်။ ဒီသင်္ဃာယနာတင်ပွဲမှာဖះရှင်ရဲ့ဒီတရားဒေသနာတွေကိုเนาะပါဠိတော်အထက္ခတာတိကတွေကိုလည်းတန်တိပါတဒီခွဲပြီးမှရုပ်ဖတ်မှတ်တမ်းတင်ခဲ့တယ်။နောက်တစ်ခါဘာသာအမျိုးမျိုးနဲ့လည်းမူအမျိုးမျိုးနဲ့လည်းစစ်စစ်သုတ်တင်ခဲ့ကြတယ်ဆိုတာလေ့လာသိရှိမှတ်သားရပါတယ်။ The Great Council that was started in 21st May 1954, was the goal on till the completion of its task at full moon day of Vitaka, 24th May 1956 with five Tanipatas. Dipali Dorigu, Tanguya Nasali Kuni. Mila Nasatiyama Satin, Tingayana Tingere. 1956ခုမေလ24ရက်နေ့မှာတော့တဏိပါတ5ချိန်နဲ့ဆတ္ထသင်္ကာယနာတင်ပွဲကြီးကိုအောင်မြင်စွာပြီးဆုံးခဲ့တယ်။ဒီဆတ္ထသင်္ကာယနာတင်ပွဲမှာလည်းပတ်သက်ပြီးတော့ဒီပါဠိတော်တွေကို1954မေ27မှာစတင်ပြီးတော့သင်္ကာယနာတင်ခဲ့တယ်။နော်1956မေ24မှာတဏိပါတ5ချိန်နော်တဏိပါတဆိုတာကလည်းဒီမှာတော့ ဒါပါဠိစကားလုံးပေါ့နော် English လို့မြန်မာလို့ဆိုရတာကတော့ conference တို့ပေါ့နော် now meeting တို့ sanction တို့နော်အဲ့လိုမျိုး session အဲ့လိုမျိုးလေးတွေဖြစ်ပါတယ်။နောက်အခမ်းအနားပဲပေါ့နော် conference တို့ meeting တို့နောက်ဝိတခါကလည်း the full moon a day of ဝိတခါကဆုံလာပြီပေါ့နော်ပမာလို့ဆိုရင်တော့1954မီ27မှာစတယ်1956မီ24မှာ No, nepo, no? ne, surale, in this council the three pirkats was re-examined and translated pali to myanmar and printed on the papers in this way six versions of Pali, Atthakatha and Tika appeared. In this council, ဒီသတ္ထသင်္ဃာယနာတင်ပွဲကြီးမှာပဲပိဋကတ်၃ပုံကို re-examined ပြုခဲ့တယ်ပြန်လည်စစ်စစ်ပြီးတော့ပါဠိကနေเนาะမြန်မာမူကိုမြန်မာဘာသာကိုပြန်ဆိုပြီးတော့မှเนาะ printed on papers စစ်တင်ပုံနှိပ်ခဲ့တယ်ဆိုတာလည်းသိရှိမှတ်သားရတယ် now six versions ပေါ့နော်ဒီလိုနီးနေပဲဒီသတ္ထမူကိုပါဠိအထကထာ and တိကအစရှိသဖြင့်သတ္ထမူပါဠိရောသတ္ထမူအထကထာသတ္ထမူတိကရဲဆိုပြီးတော့ဒီလိုကျမ်းနေလေပေါ်ထွန်းခဲ့တယ်နော်ဒီသတ္ထသင်္ကန်းရနာတင်ပွဲမှာဆိုရင် ပေါ်ပေါက်လာတာကတော့ပိဋကတ်သုံးမူကိုစစ်စစ်ပြီးတော့မှသူကပါဠိတော်ကနေမြန်မာကိုပြန်ခဲ့တာ မြန်မာပြန်ပြီးတော့မှစတင်ပုံနှိပ်ခဲ့တယ်။ Now 6 versions of Pali ဆတ်ထမှုအနေနဲ့လဲဆတ်ထမှုပါဠိလို့နော်ဆတ်ထမှုအထကထာဆတ်ထမှုတိကကျမ်းနေလဲနော်ဒီဆတ်ထသင်္ဃာယနာ တင်ပွဲကြီးမှာပေါ်ပေါခဲ့တယ်ဆိုတာလေ့လာမှတ်သားရတယ်။နော်ဒီပါဠိတော်ရင်းနဲ့ပတ်သက်လို့ရှိရင်နောက်ဆုံးပိတ်နော်ဒီ reference ပေးတာတွေ reference ယူတာတွေကတော့ဒီဆတ်ထမှုတွေနဲ့ပေါ့နော်အဲ ဆက်ထောက်မှုတွေကိုပဲအသုံးပြုပြီးတော့ reference ယူကြတယ်လို့ဒါဆုလိုတာပါเนาะဒီဆက်ထောက်မှုကတော့နောက်ဆုံးပိတ်ဖြစ်တယ်ပေါ့เนาะပါဠိတော့ဆက်ထောက်မှုအထက္ခတာပါဠိတော့အထက္ခတာဒါတွေကိုဒါတွေကိုပဲဒါ reference ယူခဲ့တာဖြစ်ပါတယ်ဒါနောက်ဆုံးပိတ်နော်အမှန်ကန်ဆုံးသာသနာတော်တန်ရှင်းမှာပြုလုပ်ထားတဲ့မူတွေဖြစ်တယ်ဆိုတာသိရှိမှတ်သားရပါတယ် in the six versions as Pali texts were uh, 40 books. Atagata and Tikas were 79 Khan books. 20 books of uh, Abhidhamma Abhidhagats consists of 4,950 pages. The Satta Tingayana, Timbuji Bhima, Sisipide, စတ္ထမူပါဠိတော်စာအုပ်40အထက်ကထာနဲ့အတိကာပေါ့နော်စာအုပ်က89အုပ်နောက်အဘိဓမ္မာပိဋကကတော့ဥယျ20စာမျက်နှာပေါင်း4950ခန့်ပါဝင်နေမြို့ဒီစတ္ထသင်္ကယနာတင်ပွဲကြီးအပြီးမှာနော်သူကဒီစတ္ထမူဆိုပြီးတော့ထွက်ခဲ့တာပေါ့နော်စတ္ထမူမှာလဲသူကဘာလဲဆိုတော့ပါဠိတော်ကနေပြီးတော့မြန်မာကို နော်မြန်မာအဖြစ်ဘာသာပြန်ပြီးတော့မှအဲစစ်တင်ပုံနှိပ်ခဲ့တယ်အဲ့ဒီအခါမှာဒီစစ်စစ်ပြီးတဲ့ဆက်ထမှုပါဠိတော်စာဥရီ40ထွက်ပေါ်လာခဲ့တယ်။နောက်အထက်ကထာနဲ့ဒီကာကတော့89ကိုပေါ်ထွက်ခဲ့တယ်။နောက်ဒီအပိဓမာပိဋကတ်မှာတော့ဥရီ20လို့သိရှိရတယ်။ဒီမှာဆံမျက်နှာပုံကတော့4950ခန့်ပါဝင်နေဆိုတာလေ သိရှိရတယ်။နောက်ဒီသတ္ထသင်္ဃာယနာ တင်ပွဲမှာဆိုရင်လည်းပေါ့နော်ထေရဝါဒနဲ့မဟာယာနဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကပူးပေါင်းပါဝင်ပြီးတော့မှဒီသတ္ထသင်္ဃာယနာ တင်ပွဲကိုကျင်းပခဲ့တယ်။နောက်ဒီသတ္ထသင်္ဃာယနာတင်ပွဲမှာလည်းပဲဒီထေရဝါဒနဲ့မဟာယာနဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ပူးပေါင်းပြီးတော့ပဲဒီပါဠိတော်တွေကိုစစ်စစ်ပြီးတော့မှပါဠိကနေ မြန်မာကိုမြန်မာမှုကိုပြောင်းပြီးတော့မှာပေါ့နော်ဒီစစ်စစ်ပြီးတော့ဆတ်ထမှုပါဠိတော်တွေဆတ်ထမှုအထကထာတွေဆတ်ထမှုတိကာလီဆိုနော်နောက်တစ်ခါအဘိဓမ္မာ ပိဋကတ်တီးပေါ့နော်မြန်မာပြန်ခဲ့တာပေါ့နော်ဒီမြန်မာပြန်ထားတဲ့အတွက်လေပါဠိကိုမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေနောက်ပါဠိမြန်မာသိကျင်တဲ့ အဲပုဂ္ဂိုလ်တွေအတွက်လည်းဒီတိကာရီမှာလည်းဒီနေတရားတွေဒီတိကာရီမှာလည်းလည်လာနိုင်တယ်အထအထကထာတွေမှာလည်းပေါ့နော်လည်လာနိုင်တယ်ဒါကြောင့်မို့ဒီဆက်ထမှု ပါဠိတော်ဥက္ကဏီဒီမြန်မာမှုဒီတော့အထကထာတွေတိကာရီပေါ်ထွက်လာတာဆိုလို့ရှိရင်အင်မတန်မှ ကောင်းမွန်တယ်လို့လည်းဆိုနိုင်ပါတယ်ဒီအခုမြတ်ဝေပြီးခဲ့တာကတော့ဆက်ဆက်ထသင်္ဃာယနာ တင်ပွဲပြုလို့ ခဲ့တဲ့အကြောင်းအရာကိုဒါကအဲမျှဝေပေးခဲ့တာဖြစ်ပါတယ်အခုဆိုရင်သတ္ထသင်္ဃာယနာတင်ပွဲရဲ့ပထမဆုံးအကြောင်းအရာဖြစ်တဲ့သတ္ထသင်္ဃာယနာတင်ပွဲ အကြောင်းကိုမျှဝေပေးခဲ့တာဒီမှာပဲရှင်းလာပါတယ်ရှေ့ဆက်ပြီးတော့သတ္ထသတ္ထသင်္ဃာယနာတင်ပွဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်